နက်နေ့တွင်အိမ်မာနေရင်လူတက်ခံရကလေလကျော်တီတိတရားခံမမိသေးမင်္ဂလာပါအော်ဒီယိုဘိုင်းဆောင်နိုင်ငံနေကြိုးစားပါတယ်ဒီကမှာတော့မန္တလေးမှာအိမ်မာနေရင်လူတက်ခံရပြီးတော့လေလကျော်တဲ့တိတရားခံမမိသေးတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လွန်ခဲ့တဲ့2025ခု6လပိုင်း25ရက်နေ့မှာမန္တလေးမြို့ချမ်းမြသာစီတောင်ရွာဒိတ်ကနေအိမ်ထဲမှာအိမ်ထဲဝင်ပြီးတော့လူတက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အသက်ခံရသူကတော့အစိုးရအိမ်မှာတကိုယ်တည်းနေထိုင်သူဖြစ်မယ်ထင်ပါတယ်။သမီးဖြစ်သူကဖခင်အသက်ခံရပြီးဒေဆုံးချောင်းကို26ရက်6လ2025ရက်နေ့မှာဘရိတ်ကပုံဆက်ပြောလို့သိရတယ်လို့ဆိုပါတယ်။အသက်ခံရသူဟာဗေကျင်းကက်ရဲ့အိမ်တိုင်နဲ့လည်းအမှုဖြစ်ထားသလိုလက်ရှိနေနေတဲ့အသက်ခံရတဲ့အိမ်ကလည်းအမွေမှုနဲ့တရားရုံးမှာအနိုင်ရထားတဲ့အိမ်ဖြစ်ကြောင်းလည်းသမီးဖြစ်သူကပြောပါတယ်။ အဖေအသက်ခံရလို့ဆုံးသွားပြီးလေးလပြည့်လို့တရားခံမမိသေးပေမဲ့အဖေအနိုင်ရရှိခဲ့တဲ့အိမ်မြေကိုလိုချင်သူတွေပေါ်လာချောင်းနဲ့တမီးဖြစ်သူကပြောထားပါဗျ။ငလင်ကြောင့်အိမ်ထိခိုက်လို့ပြုပြင်ပြီးခါက CCTV တက်ဖို့ရှားထားတော့ CCTV မတက်နိုင်သေးခင်မှာပဲအခုလိုရရဆက်ဆက်အသက်ခံလိုက်ရတယ်လို့ဆိုပါတယ်။ဒီအကြောင်းအရာကိုတက်တော့မှသူသမီးဖြစ်သူကတင်ထားတာဖြစ်ပြီးတော့သူတင်ထားတဲ့အတိုင်းအပြည့်စုံဖျက်ပြပေးပါမယ်။ ။ဒီမှာအခုပေါ်ပြပါပုံတွေနဲ့အတူတင်ထားခြင်းဖြစ်ပါတယ်။ကျွန်မရဲ့ဖေဖေကအသက်ခံရတာပါ။တကယ်ချင်းတွေအပေါင်းအသင်းအဖော်တွေကတည်ထားတာကကျွန်မဖေဖေရိုးရိုးဆုံးတယ်လို့တည်ထားတာပါ။ကျွန်မဖေရိုးရိုးဆုံးတာမဟုတ်ပါဘူးရှင်။ရရဆက်ဆက်ရားစရာမရှိအောင်လောက်ကြံပြီးအသက်ခံရတာပါ။ဘယ်မှာအသက်ခံရတာလို့ဆိုမနက်မြို့ချမ်းမြသာစီတောင်ရွာစီနေအိမ်မှာဝင်ပြီးအသက်ခံရမှာရှင်။ အမှုမဖွဲ့ဘူးလားမတိုင်ဘူးလားမဆောင်စမ်းဘူးလားမင်းနေစိတ်ပူနေကြပြောကြမေးကြတယ်အမှုဖွင့်ထားပါတယ်အမှုအပ်ထားပါတယ်တိုင်ထားပါတယ်အခုချိန်ထိမပေါ်ပေါက်သေးပါဘူးအပေတက်ခံရတာလည်းသတင်းကမပေါက်ကြပါဘူးရက်ွက်ထဲပဲပြန့်ပြီးတပန်းလောက်နေတော့ပျောက်ကွယ်သွားခဲ့ပါတယ်အဖေဖြစ်သူကရန်ညိုးရန်စားရှိလားဆိုရှိပါတယ်ဘေကျင်းကရဲ့အိမ်နဲ့အမှုဖြစ်ထားပါပဲ။ အမှုရင်ဆိုင်နေရပါတယ်။ပြီးတော့အဖေလက်ရှိနေထိုင်တဲ့နေအိမ်ကလည်းမြေကိစ္စနဲ့ရုံးနှုံးမှာလည်းတရားရင်ဆိုင်ခဲ့ရပါတယ်။မြေကိစ္စရင်ဆိုင်ဖြေရှင်းတာလက်ရှိတိတိရုံးနှုံးမှာဖြေရှင်းခဲ့ရပါတယ်။မြေကိစ္စကဘာလို့ရင်ဆိုင်ရတာလဲမေးလိုက်ရင် အဖေရဲ့ညီမဖြစ်သူကတရားရုံးနှုံးမှာ အဖေနေထိုင်တဲ့မြေဝိုင်းနဲ့ရုံးနှုံးမှာရင်ဆိုင်ဖြေရှင်းရတာပါ။ရင်ဆိုင်ဖြေရှင်းပြီးရုံးနှုံးက ်ဥပညေကိုအတော်ဖြစ်သူကိုယ်တိုင်မနမေခရိုင်တရားရုံးတော်မှာတယ်မာကြီးနဲ့အမှုဆွဲကံပြီးအမိန်ချမှတ်လို့အနိုင်ရရှိခဲ့ပါတယ်အဖေဖြစ်သူအသက်ခံရတာက25ရက်6လ2025ည9နာရီခွဲ7နာရီဝန်းကျင်လို့သိရပါတယ်ကျမဘယ်ချိန်မှာအဖေဆုံးတာသိတာလဲမေးရင်တော့ဘေးညာရက်ွက်ကကျမကိုဖုံးဆက်ပြီးပြောလို့ကျမအဖေဆုံးပြီဆိုပြီး 26ရက်6လ2025အချိန်မနက်7:00နာရီမှာကျမစီဖုန်းခေါ်လာလို့ပြလိုက်ရပါတယ်။အဲ့ဒီအချိန်လက်တွေ့တုံပြီးတော့ဘာမှမလုပ်နိုင်မဲ့အဖေစီပြေးလာခဲ့ပါတယ်။အဖေရဲ့အမှုမှန်ပေါ်ပါဖို့စူးစမ်းနေပေမဲ့မေးမြန်းနေပေမဲ့ကျမအဖေဆုံးသွားတဲ့နေရက်ကလူတွေကဘာတမ်းမှထွက်မလာပါဘူး။ဘာမေးမေးမသိကြဘူးကြီးပါပဲ။တကယ်ဆိုစူးစမ်းပြီး ။ဘိုင်ဝန်ကူညီဖေးမရမှာမဟုတ်ဘူးလား။ပတ်ဝန်းကျင်ကလူတွေကမကူညီမကြိုးစားမထုတ်ဖော်တဲ့ပြင်အေးအေးဆေးဆေးလေးနင်းနေကြကြပါတယ်။မကြပါဘူး။အဖေဖြစ်သူအသက်ခံရပြီးဆုံးသွားတော့အဖေနာရီကိုလိုက်ပို့ကြပါတယ်။တချို့ကကူညီခြင်းဆက်ရှိလို့ကူညီပေးကြတယ်။တချို့ကလည်းအဖေဖြစ်သူအသက်ခံရတဲ့အမျိုးကိုအကြောင်းရှိလို့ပုံရိုက်ပြီးမယုံမသားနဲ့ဒီမျိုးအကြောင်းကိုထပ်ခါတလဲလဲလာပြောကြတယ်။ အဖေအသက်ရှိစဉ်နေထိုင်ပိုင်ဆိုင်ခဲ့တဲ့အမြင်မဟုတ်ဘူးဟောလူပိုင်ဒီလူပိုင်ကြောင်းလားလာပြောကြတယ်ဘသူပဲပိုင်ပိုင်ဘာပဲပြောပြောအဖေအသက်ရှိစဉ်ကလေးကနိုင်ငံတော်ရုံးတော်ကြီးကိုယ်တိုင်ကအမိတ်ထုတ်ပြန်ပြီးသားဖြစ်တဲ့အတွက်ကြောင့်အဖေပိုင်တာပဲဖြစ်ပါတယ်မကြပါဘူးအဖေဆုံးပြီးတော့လေးလာပြေဖို့တပတ်လုံမှာကျမနဲ့ကျမအမဖြစ်သူကိုအဖေရဲ့ညီမဖြစ်သူကဖုံးဆက်လာပါတယ်အတော်ဖြစ်သူက ူ့အိမ်ကိုလာတွေ့ပြီးအဖေအသက်ခံရတဲ့မြေကိစ္စပြောဖို့သူ့ဘက်ကပြောလာပါတယ်။ကျမတို့ကညင်လိုက်တယ်။နောက်ထပ်ပြီးတော့သူ့အိမ်ကိုသွားတွေ့ဖို့သူ့အိမ်မတွေ့ဘူးဆိုရင်လည်းတခြားသောထမင်းဆိုင်ဖြစ်ဖြစ်ဆိုင်တဆိုင်မှာတွေ့ဖို့ချိန်တော့လဲကျမတို့ညီမနှစ်ယောက်ဆက်ပြီးတော့ညင်းပယ်လိုက်ပါတယ်။ဒီချိန်မှာဘသူမှမရှုံးပါဘူး။အဖေကိစ္စမပေါ်သေးပဲတရားခံဘသူဆိုတာမသိပဲနဲ့ ဘသူနဲ့မှမတွေ့ချင်ကြအောင်ငင်းဆန်လိုက်ပါတယ်။သူချိန်တဲ့နေရာတိုင်းမတွေ့နိုင်ကြအောင်ပြောပြီးတော့အဖေဆုံးသွားတဲ့ရက်ကွက်ကအိမ်မှာလာတွေ့ဖို့ကျမတို့ကပြောလိုက်ပါတယ်။ဒီလိုပြောတော့တဖက်လူကရက်ကွက်ကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အကြောင်းပြပြောဆိုလာခဲ့ပါတယ်။ဒီလိုနဲ့အဖေဖြစ်သူရဲ့လေးလာဖြစ်နေကြီးမှာအတော်ဖြစ်သူကကျမအဖေဆုံးသွားခဲ့တဲ့နေရက်ကရက်ကွက်ရုံမှာဆွေးနွေးတိုင်ပင်ဖို့ ကျွန်မတို့နာမည်တွေနဲ့အိမ်ကိုစာရွက်ရောက်လာပါတယ်။စင်းစာရောက်လာလို့ရက်ွက်လူကြီးတွေခေါ်တဲ့အတွက်ကျွန်မတို့ကချိန်နဲ့ရရမနဲ့စင်နာရီမှာရက်ွက်ရုံကိုသွားပြေးပါတယ်။အတော်ဖြစ်သူဗာများပြောမလဲဆိုပြီးသွားတော့သူပြောတဲ့အရာကအဖေဖြစ်သူအသက်ခံရတဲ့မြေကိစ္စပဲပြောနေခြင်းဖြစ်ပါတယ်။မူဝါဒစကားတွေနဲ့အဲ့ဒီမြေအကြောင်းပြောပြီးခွဲမှန်စိတ်နဲ့ပြောပါတယ်။သူပိုင်ဆိုင်တဲ့ပုံစံနဲ့ပြောပါတယ်။ လေးပုံတစ်ပုံကျမတို့မောင်နှမခွဲရမယ်ပြောတော့ကျမတို့ညီမနှစ်ယောက်သဘောမတူခဲ့ပါဘူးလက်မှတ်လည်းမထိုးခဲ့ပါဘူးတရားရုံးတော်ကလည်းအဲ့ဒီမြေကိစ္စနဲ့ပတ်သက်ပြီးအမိန်ထုတ်ပေးတာဖြစ်လို့ပါပဲသူတို့ဘက်ကလုံချင်ရမတ်နဲ့အဖေနေခဲ့တဲ့မြေကိုတရားဆဆွဲပါတယ်ကျမတို့အပါဝင်အဖေဘက်ကလည်းဝေကုံကျဲကြအချင်းကုန်ခံပြီးအမိန်စီရင်ဆုံးဖြတ်ချက်ချပေးတာဖြစ်တဲ့အရာကိုသူတို့ပြောရတဲ့အတိုင်းကျမတို့ သဘောမတူညီနိုင်ပါဘူးပြီးတော့အဖေးရအမှုကလည်းတရားခံမပေါ်သေးပဲဒီနေ့ကိစ္စတွေကချက်ချင်းအရင်ပေါ်လာပါတယ်တက်ဆိုင်ရကိုအကြောင်းချထားလားမေးရင်ကျမတို့ဘက်ကအကြောင်းချထားပါတယ်အများဆုံးရှာတွေ့နိုင်ပါစေဘိုင်းဝန်းရှယ်ဘိုင်းဝန်းရှယ်ပြီးဝန်းရံပေးကြပါလို့မြတ်တန်ရက်ခံပါတယ်ရှင်နဲ့ဒါကတော့အသက်ခံရသူရဲ့တမိဖြစ်သူကရေးတင်ထားခြင်းဖြစ်ပါတယ်တရားခံမပေါ်သေးတဲ့ လူတတ်မှုဖြစ်တာကြောင့်ဘာကြောင်းကြောင်းလို့တိကျပြောလို့မရပါပဲ။ဒီလောက်ထိလွယ်လွယ်လေးဖြစ်နေရတော့အမတန်ကြောက်စရာကောင်းပါလေ။